တတ္တဝါတွေကဘာနဲ့အလားတရံတူတယ်လဲလို့ဆိုလို့ရှိရင်ခွေးတကောင်လိုပဲတိုင်မာချီတောင်ထားခြင်းခံရတဲ့ခွေးပေါ့အဲ့ဒီခွေးတကောင်နဲ့အလားတရံတူအေးဥပမာကခွေးနဲ့ပေးထားတယ်ဆိုတော့ဒါဟိုရိုင်းနေလို့လို့ရှိတယ် ဘယ်တတ္တဝါပဲဖြစ်ဖြစ်ခြိထားတဲ့တတ္တဝါဒီတိုင်းပဲခွေးပဲဖြစ်ဖြစ်နွားပဲဖြစ်ဖြစ်မြည်သည်တတ္တဝါပဲဖြစ်ရသော်ဘုရားက ခွေးနဲ့ဥပမာပေးတာတော့လူတွေနဲ့အနိစ္စဆုံးတတ္တဝါခွေးပဲလေအိမ်တိုင်းအိမ်တိုင်းလို့ခွေးမွေးပြီးတော့ထားကြတာဆိုခွေးနဲ့ပြောရင်ပို့ပြီးတော့နိစ္စဒါကြောင့်မလို့ဒီဥပမာသုံးပြခွေးကောင်ကိုခွေးချီတဲ့ငုံမှာပဲဖြစ်စေတိုင်မှာပဲဖြစ်စေ ခဏဂတ္ထုလဆိုရင်ခွေးချီတဲ့တောက်နဲ့ချီကျိုးနဲ့တွဲပြီးတော့ခွေးတကောင်မှာချီနှောင်ထားလိုက်မယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီခွေးဟာသွားလို့ရှိရင်လည်းဒီတိုင်နာမှာပဲတိုင်ကအဝေးကြီးသွားလို့မရဘူးကျိုးနဲ့ချီထားတာဖြစ်တဲ့အတွက်ကြောင့်ဒီတိုင်နာကသူခွာလို့မရဘူး လှက်ပတ်ပြီးတော့သွားတိုင်နာပဲသွားလို့ရရက်နေရင်လို့ရှိရင်လည်းဟောဒီတိုင်ကြီးသားမှာပဲရက်နေရမှာပဲထိုင်ပြီဆိုလို့ရှိရင်လည်းဒီတိုင်နာပဲထိုင်ရတခြားဝေးရောက်မသွားဘူးအဲ့ဒီဆိုလို့ရှိရင်လည်းအဲ့သူ့ချီထားတဲ့တိုင်နာပဲငုံနာပဲအဲ့နေရမှာပဲတခြားရောက်မသွားနိုင်ဘူးဒါလူတွေအမြဲတမ်းမြင်တာတဲ့ဥပမာတစ်ခုပေးတယ် အဲ့ဒီတိုင်းပဲတဲ့တန်မြာထဲမှာနေကြရတဲ့ပုထုဇဉ်တွေဟာတန်မြာထဲမှာနေရတဲ့ပုထုဇဉ်တွေဟာအမြဲတမ်းရှည်လျားတဲ့တန်မြာခရီးကြီးဘလောက်ပဲတွားတွားဘလောက်ဝေးဝေးကြီးပဲရှောင်ရှောင်နှစ်ပေါင်းဘလောက်ပဲကြာကြာတက္ကရာလို့ဆိုရင်ခန္ဓာ၅ပါးဆွဲလန်းเสียဥပါဒณะခန္ဓာ၅ပါးဆိုရင်ခြိတိုင်ကြီးနဲ့ ရှိတိုင်းကြီးနားမှာပဲတဝဲလေးလေးရှိနေကြတယ်။ဘာဖြစ်လို့တော့လို့ဆိုတော့ဒီနေရာမှာတက္ကရာကိုပဲခန္ဓာ၅ပါးကြီးကိုပဲငါလို့ငါဟာလို့ငါရဲ့အတ္တလို့ဣတံမမကငါဟာပဲဣတောဟမတမိငါပဲဆိုတဲ့အထင်းလေး ငါဟာဆိုတဲ့အတွေ့ငါဆိုတဲ့အထင်ငါရဲ့ကိုယ်ပဲငါရဲ့အတ္တပဲငါကောင်းပဲလို့ဆိုတဲ့ဒိဋ္ဌိအမြင်တွေအဲ့ဒီအမြင်တွေနဲ့ဟောဒီသက်ကာယလို့ဆိုတဲ့ခန္ဓာ၅ပါးကြီးအနည်းမှာပဲပုရုဇဉ်တွေဟာသွားလေဒီနာပဲယက်နေလေဒီနာပဲထိုင်းနေလေဒီနာပဲအိတ်နေလေဒီနာပဲ တတန်တရာလုံးလိုက်ချီမယ်ဆိုလို့ရှိရင်ခွေးတကောင်တိုင်မှခြီထားတယ်လို့ပဲဒုတိယတရာတန်တရာဝလန်းကလွတ်လန်းကိုမမြင်ရလောက်တန်တရာဝစခန်းကလွတ်လန်းကိုမမြင်ရလောက်ဟောဒီခြီတိုင်းနားမှာပဲတဝဲလည်းလည်းရှိနေကြတယ်ဆိုတဲ့ဥပမာအညာဆုံးပြဟောတက္ကရာတွေကနေခန္ဓာ၅ပါးဥပါဒณะခန္ဓာ၅ပါးကြီးကရုပ်ထက်ပြီးတော့မသွားနိုင်လူဖြစ်လဲပါရတော့ဒီခန္ဓာ၅ပါးပဲနတ်ဖြစ်ရင်တော့ပါရဟောဒီခန္ဓာ၅ပါးပဲရတယ် ဉာဏ်ဖြစ်ရင်လည်းခန္ဓာ၅ပါးဒီတဲ့ထူးခြားတဲ့ဉာဏ်ဖြစ်ရင်ရူပခန္ဓာရမယ်ထူးခြားတဲ့ဉာဏ်တစ်မျိုးဖြစ်ရင်အရူပခန္ဓာတွေရမယ်နံခန္ဓာတွေရမယ်ဟောငရဲသွားတဲ့အခါရောဒီခန္ဓာနဲ့ပဲတရိစ္ဆာန်ဖြစ်တော့ရောဒီခန္ဓာပဲပြိတ္တာဖြစ်တော့ရောဒီခန္ဓာပဲအဲ့တော့30ဘုံမှာကြီးလိုက်မယ်ဆိုရင်ဒီကလွတ်သွားတာရှိလားဆိုမရှိဘူး တိုင်မှာခုနကခြေထားတဲ့ခွေးတကောင်ဒီတိုင်ကြီးနားမှာပဲတဝဲလဲလဲရှိနေတယ်လို့ပဲတဲ့ပုရုဇဉ်ကဒီတဝဲလဲလဲဒီနားမှာပဲရှိနေတယ်ဒိဋ္ဌိမြတ်စွာဘုရားဟောတကယ်လည်းဟုတ်တာဆင်ញင်မပြတ်အတိဉဏ်ဖြင့်ဆင်ញင်တွေးတောပြီးတော့ကြည့်လိုက်တယ်ဆိုရင်ဒီတိုင်းပဲတွေ့ဒီနေရာမှာဥပမာဥပမေယျ တောက်ဆိုတဲ့ခွေးချီတဲ့ကြိုးနဲ့ချီနှောင်ထားခြင်းခံရတဲ့ခွေးတစ်ကောင်နဲ့ပုရုဇဉ်တတ္တဝါတေအလားတူကိုထေကရာဆရာကနှမ်းရှင်ပြထားသူနှခေါဝိယဝတ္တနေတိတော်ဘာလို့တန်တရာဝဆင်းရဲတဲ့မှာအမြဲတမ်းတဏှာဒိဋ္ဌိနဲ့မှီးနေတဲ့တန်တရာဝဆင်းရဲကလွတ်လန်းမမြင်နဲ့ဘာလပုထုရှင်ပုဂ္ဂိုလ်နဲ့ခွေးတစ်ကောင်နဲ့အလားတူတယ် ဂတုလောဝိယဒိဋ္ဌိခွေးချီတဲ့တောက်နဲ့မာယွင်းနဲ့အမြင်တစ်ခုနဲ့တူတယ်အဲ့တော့ဒီနေရာမှာဒိဋ္ဌိကိုအဓိကထားဟောပေးမယ်လို့အဲ့ဒီတောက်နဲ့တွဲထားတဲ့ကျိုးကတဏှာဆိုတာလည်းပါမယ်လို့ဒီလိုမှတ်တာခွေးချီထားတဲ့တိုင်ကြီးနဲ့တက်ကြရလို့ဆိုတဲ့ခန္ဓာ၅ပါးနဲ့အလားတူ ခန္ဓာ၅ပါးဟာတကယ်ရှိတဲ့တရားဖြစ်တဲ့အတွက်ကြောင့်တက္ကာယဆိုတဲ့နာမည်ပေးထား။ပဆိုတာတကယ်ထင်ရှားရှိတဲ့ကာယဆိုတဲ့အစုအဝေးတကယ်ထင်ရှားရှိတဲ့အစုအဝေးဆိုတာလေခန္ဓာ၅ပါးကိုပြော။ဘုန်းကြီးတို့တွေရဲ့တဏ္ဍမှာတကယ်ရှိနေတာကခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးအပေါ်မှာငါသူတစ်ပါးယောက်ျားမိန်းမသို့မဟုတ်ငါကောင်ငါဥစ္စာဆိုတဲ့အတွေးနဲ့ အတွေ့အကြုံတကယ်ရှိတဲ့ဟာမဟုတ်ဘူးတဲ့ငါကောင်းဆိုတာမရှိဘူးငါဥစ္စာဆိုတာမရှိဘူးအဲ့ဒီမရှိတဲ့အတွေ့အကြုံတော့ရှိတယ်လို့ထင်နေလို့ရှိရင်တော့ဒိဋ္ဌိဒီနေရာပေါင်းစပ်ပြီးတက္ကရာဒိဋ္ဌိလို့ခေါ်တယ်ခန္ဓာ၅ပါးနဲ့ဆက်ဆက်ပြီးတော့မှားရတဲ့အတွေ့တွေတက္ကရာဒိဋ္ဌိလို့ခေါ်တယ်အဲ့တော့တက္ကရာဒိဋ္ဌိတက္ကရာဆိုတဲ့ခန္ဓာ၅ပါးဟာတိုင်ကြီးနဲ့အလားတူတယ် ွေးချီထားတဲ့တိုင်ကြီးနဲ့အလားတူခွေးကောင်ဒီခြေတောင်ထားခြင်းခံရသဖြင့်ဒီတိုင်သားကတဝဲလဲလဲဖြစ်ပြီးတော့ယုံထွက်ပြီးတော့မသွားနိုင်ဘူးလို့ဘုန်းကြီးတို့တွေလည်းခန္ဓာ၅ပါးကနေပြီးတော့ယုံထွက်သွားနိုင်ခြင်းမရှိကြဘူးဆိုပြီးဥပမာပေးပြီးတော့မြတ်စွာဘုရားဒီတုတ်တာဟောတာဒါလည်းတန်ဝေကဖြစ်เสียပဲတန်တရာကြီးကညီငွေ့เสียအလွန်ကောင်းတယ်တို့တွေဟာဒီတက် ဒီစခန်းကနေဘယ်တော့မှမခွာနိုင်နဲ့အနေထားမျိုးနဲ့သံတရာစခန်းကြီးကိုရှောက်လန်းလာလိုက်ကြတာမမောနိုင်မပန်းနိုင်အစ်စ်အစ်စ်ထင်ပြီးတော့တွေ့လိုက်တားလိုက်နဲ့နေလိုက်တယ်နောက်ဆုံးတည်ခြင်းတရားနဲ့အဆုံးသတ်ပြီးတဘောပြီးတော့ပြန်တည်ခြင်းတရားနဲ့အဆုံးသတ်ပြီးတဘောပြီးတော့ပြန်တည်လို့မဆုံးတဲ့ဘဝတဏှာခေးကြီးကိုရှောက်လန်းပြီးတော့လာနေတာမြတ်စွာဘုရားကဒါကြောင့်လို့တဏှာကြီးဟာ အလမေဝလိမ့်ပင်တိတောညင်းငွေကိုတင့်မိတဲ့ဒါကဘုန်းကြီးတို့တွေကမညင်းငွေနိုင်ဘူးပြောစရာလေးတွေတွေးပြီးတော့ကြိုက်နေတုံးပဲဆိုတာဘလူရဲ့လက်ချက်လဲလို့ဆိုတာတကယ်ညင်းငွေစရာအချက်ကိုမမြင်အောင်အဝိဇ္ဇာကဖိပေးတာကာထားပေးတယ်အဝိဇ္ဇာရဲ့ဆောင်ရွက်တဲ့ကိစ္စကပစိပဋိစ္ဆာဒနာရတ္တသူက အဋိဌာရဏရတာဆိုအမှန်ကိုမမြင်အောင်ဖုံးကွယ်ခြင်းကိစ္စရှိတယ်။အဝိဇ္ဇာကအမှန်မမြင်အောင် ကွဲထားတဲ့အခါကျတော့အမှန်မမြင်ရဘူးဆိုရင်အမှားကိုမြင်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပြော။အမှန်ကိုမမြင်ဘူးမြင်ကွဲကတစ်မျိုးပြောင်းနေတယ်။ဆိုပါစို့မြင်ကွဲကတကယ်ဒုက္ခဖြစ်ရတဲ့အတိုင်းစိတ်အတွေးထဲမှာဘာဖြစ်နေဒုက္ခလို့ဖြစ် ချမ်းသာတယ်ဆိုတဲ့အတွေးနဲ့မြင်နေတယ်ချမ်းသာတယ်ဆိုတဲ့သရံနဲ့မြင်နေတယ်ဆင်းရဲတာကိုချမ်းသာတယ်လို့မြင်နေတယ်ဒါကြောင့်မလို့အဲ့ဒီချမ်းသာကိုရချင်နေတာတဏှာကညင်ကွင်းပြောင်းသွားတဲ့အခါကျတော့တဏှာကလိုချင်လာအဲ့ဒါကြောင့်မလို့အဝိဇ္ဇာနဲ့တဏှာဒီနှစ်ခုကြောင့်လိုချင်တော့ဘာဖြစ်လာလဲလုတ်တယ်ဆိုတဲ့ကံတရားတွေဖန်တီးလာ ဲ့ဒီလိုနဲ့ပဲတဏှာဝလံစခန်းကလွတ်လန်းမရှိအောင်လက်ပတ်တော်လာပြီးတော့နေကြရတယ်လို့ဒီလိုဆိုလို့